ကဲစဉ်းစားကြည့်ရအောင်လူတစ်ယောက်နဲ့တွေ့ပြီးဒါမှမဟုတ်အခန်းတစ်ခုတည်းကိုဝင်တွားပြီးဆိုပါကြို့ပထမဆုံးအနေနဲ့လူတွေကပါကောအရင်ဆုံးတတိထားမိမလဲအများစုကတော့အဝေးအစားတော့မျက်နာတော့လို့ဖြေကြမှာပဲတပည့်ပဲလီအမှန်တရားကအဲ့ထပ်ပို့ပြီးတော့တည်မွေတယ်တကယ်တမ်းမှာလူတွေတတိမထားမိပဲအရင်ဆုံးအကဲဖြတ်လိုက်တာကလမ်းလျှောက်တဲ့ပုံစံမှာဟုတ်ပါတယ်အဲ့ဒီလမ်းလျှောက်ပုံလေးတစ်ခုကိုကျွမ်းကျင်သွားတာနဲ့ကဘာကြီးကကိုကိုမြင်တဲ့အမြင်ကိုလုံးဝပြောင်းပြန်လှန်ဖြစ်လိုက်လို့ရတယ်။ကဲ ဆိုတော့အဲ့ဒီပထမဆုံးအထင်မြင်ကိုတကယ်တမ်းဘာကပုံဖော်နေတာလဲနည်းနည်းလေးနည်းနည်းနည်းကြည့်ကြည့်အောင်အဖြစ်ကိုကြားရင်တော့အန်သွားသွားနိုင်တယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အများစုထင်ထားတာနဲ့တခြားစီဖြစ်နေလို့ပဲအန်တော်စရာကောင်းတဲ့အချက်တစ်ခု ပြောပြမယ်လူ90ရာခိုင်နှုန်းကျော်ဟုတ်တယ်90ရာခိုင်နှုန်းကျော်ဟာကိုကိုကိုမလုံခြုံတဲ့ပုံစံမတက်မသွားချိနေတဲ့ပုံစံပေါက်သွားစေတဲ့လမ်းလျှောက်ပုံမျိုးနဲ့ရှုံနေကြတာတဲ့ချေခါပြောတယ်လို့ထင်နေလားဒါဆိုရင်အခုလိုလေးစမ်းကြည့်ပါ နောက်တစ်ခါ shopping mall လို့လူစီတဲ့လမ်းမကြီးတို့ရောက်တဲ့အခါလေးခဏလေးရပ်ပြီးဘေးရလူတွေလမ်းလျှောက်တာကိုပဲတေးသေးချာချာလေးအကဲခတ်ကြည့်လိုက်အချိန်နည်းနည်းကြာလာတာနဲ့အမြဘာကိုဆိုလို့လဲဆိုတာတဖြည်းဖြည်းမြင်လာလိမ့်မယ်ဒီမှာကြည့်လိုက်ရင်ခြားနားချက်ကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်တစ်ဖက်မှာကအားနည်းတဲ့ရှောင်းလမ်းမှုကင်ကွဲပြီးရောအလင်းစလိုနဲ့မလုံခြုံတဲ့ပုံစံမျိုးပေါ့တိုင်းမဲ့တစ်ဖက်မှာတော့တကယ်ခေါင်းဆောင်တယောက်တမမမော်ဒယ်တယောက်ရှောင်းလာတဲ့ပုံကိုမြင်အောင်ကြည့်လိုက်စမ်းပါမမရက် ထိန်းချုပ်ထားပြီးယုံကြည်မှုအပြည့်ပဲသူတို့ရဲ့လှုပ်ရှားမှုတိုင်းကလူအလုံးရဲ့အာယုံဆိုင်မှုကိုဖန်ဆသွားတာကဲဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာကအဲ့လိုအားကောင်းတဲ့ရှောက်လန်းမှုကိုဘယ်လိုတီးဆောက်မလဲဆိုတာပါပဲဟုတ်ပြီဒီလိုအစွမ်းထက်တဲ့ပုံကြီးကိုဘယ်ကနေစပြီးတည်ဆောက်ကြမလဲအခြေခံအကျဲဆုံးအုတ်မိကနေပဲစရမှာပေါ့ကျန်တဲ့အရာအလုံးကို အထောက်ပံ့ပေးမယ့်အရေးကြီးဆုံးအချက်နှစ်ချက်အဲ့ဒါကတော့ကိုဟန်အနေချားနဲ့အကြည့်ပါပဲဒီနှစ်ခုကိုအရင်ဆုံးအရင်စိုက်ကြည့်အောင် ဒါတွေကအရာအလုံးရဲ့အခြေခံပဲလေအရန်ရိုးရှင်းတယ်လို့ထင်ရတယ်မလားဟုတ်ပါတယ်နံပါတ်1ကိုနီဟန်ထားကိုမှတ်မှတ်ရပါနံပါတ်2အကြည့်ကိုရှစ်တဲတဲမှာထားပါဒါတွေကတာမန်ချက်လေးတွေလို့ထင်ရနိုင်ပေမယ့်ဒီပြောင်းလဲမှုနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာလူတွေကကိုယ့်ကိုမြင်တဲ့အမြင်ကိုချက်ချင်းစပြီးပြောင်းလဲစေတယ်ပြီးတော့ရည်ရွယ်ချက်ရှိတဲ့ယုံကြည်မှုရှိတဲ့အရှင်အဝါတစ်ခုကိုချက်ချင်းဖန်တီးပေးနိုင်ပါတယ်။ဒါကကျွန်တော်တို့ကိုအရာအလုံးကိုပြည့်ပြည့်စုံစွာအချင်းချို့ဖော်ပြတဲ့စကားသခွင်းစီကိုဥတည်သွားစေပါတယ်။ ခနာကိုကိုတက်ဆောင်ပုံကတင်ဟာအိုင်းအခြေနဲ့တမတူလာဒါမှမဟုတ်အားနေပြီးမမှန်ချက်တူလာစရာကိုဖော်ပြနေပါတယ်တဲ့ဒီစကားကကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာတရှိမှုကစိတ်ပိုင်းဆိုင်ရာအခြေအနေကိုဘလို့တိုက်ရိုက်ဆက်သွယ်နေတယ်ဆိုတဲ့အနစ်တာရကိုအပြစ်အဝဖန်ယူထားတာပဲယုံကြည်မှုအဖြစ်ရှိတဲ့ကိုဟအနေထားတဲ့ဆိုရင်ကြောရုပ်ကိုမမတ်ထားပါဖခုံးတွေကိုအတင်းကြုံမထားပဲပော့ပော့ပါပါ short ထားရမယ်ပြီးတော့အရေးကြီးဆုံးကကုန်းကုန်းကိုကွာဖြစ်နေတာကိုရှောင်ပါ ။ဘာလို့လဲဆိုတော့ကိုကိုင်းနေလာကအားနည်းတဲ့ပုံစံကိုတိုက်ရိုက်ပေါ်လွင်စေလိုပါပဲ။အခုအကြီးအကျောင်းပြောရအောင်။ကျမ်းပင်ငုံငုံကြည့်နေတာကလမ်းပြောက်နေပဲလို့မျိုးမသေးချာမရေရာမှုကိုပြားနေတာပေါ့။ဒါပေမဲ့ဆင့်ကျင်ဘက်အနေနဲ့ရှေ့ကိုတဲတဲ့ချီသည်မဲစိတ်ကိုနည်းနည်းလေးမော့ထားတာကတကယ့်လက်တွေမှာရောပုံဆောင်သမောရပါကိုပဲသွားနေလဲဆိုတာကိုသိတဲ့သူတယောက်ရဲ့ပုံရိပ်ကိုပေါ်လွင်စေပါတယ်။ပြီးတော့လူအပ်လာရဲ့မလွန်ချစ်ဆုံးကြည့်ဖို့ဝမ်းမလေးပါနဲ့။တဟာယောက်ျီမှုရဲ့အရှင်းလင်းဆုံးလက္ခဏာတစ်ခုပဲလီ။ ကဲအခြေခံအုတ်မြစ်ဖြစ်တဲ့ကိုဟန်အနေထားနဲ့အကြည့်ကိုတော့ကျွန်တော်တို့ပြီးသွားပြီ။ဟုတ်ပြီ။အခုအဲ့ဒီပုံမှာလှူရှာမှုကိုထည့်သွင်းကြည့်အောင်။ရိုးရိုးရှင်းရှင်းလှူရှာမှုလေးတစ်ခုကနေယုံကြည်မှုအပြည့်ရှိတဲ့ကျင်းညချက်တစ်ခုလို့ဖြစ်သွားစေမယ်။လမ်းလျှောက်ပုံရဲ့စီးချက်အကြောင်းကိုဆက်ပြီးပြောကြမယ်။လမ်းလျှောက်တဲ့အချိန်ဒါကလည်းအရင်အရေးကြီးတယ်။စဉ်းစားကြည့်လေ။အရင်မြန်မြန်ရှောင်းနေရင်စိုးရိမ်ပူပါနေတဲ့ပုံပေါက်တယ်။ဟုတ်တယ်မလား။ အရန်ဖြေလွန်ပြရင်လဲဘာကြီးမှန်းချက်မှမရှိတဲ့ပုံဖြစ်သွားရောအဲ့တော့အကောင်းဆုံးကပါလဲဆိုတော့တင်းငိမ့်ပြီးထိမ့်ချုပ်ထားတဲ့အလယ်လက်အရှင်မျိုးနဲ့ရှောက်ဖို့ပါပဲဒီမှာပညာရှင်တွေစီကလျောဟွက်ချက်လေးတစ်ခုပြောပြမယ်အဲ့ဒါကဖနှောင်းအရင်ချာညီစနစ်ပါလူများစုကခြေဖွားတစ်ခုလုံးနဲ့မြေကြီးဘက်တခါတဲ့နင်းချလိရှိတယ်။ဒါပေမဲ့တကက်ကွာချားချက်ကဖနှောင်းနဲ့မြေကြီးကိုအရင်ထိပြီးမှခြေချောင်းတွေစီကိုခြေဖွားကိုဖြည်းဖြည်းလေးလိမ့်ချသွားတာပါ။ ဒါကခေါဆောင်လေးနဲ့မော်ဒယ်တွေအထုံးများတဲ့တင်းမွေးတဲ့လှုပ်ရှားမှုလေးတစ်ခုဖြစ်ပြီးပိုပြီးတည်ငင်အာကောင်နဲ့ခြေလမ်းကိုဖန်တီပေးပါရယ်။နေ့ချင်းရလွယ်အောင်စိတ်ထင်းမှလှုပ်ရှားမှုနှစ်ခုအဖြစ်ခွဲကြည့်လိုက်ပါ။နံပါတ်1ခနာငါမြင်းကြီးကိုအရင်ထိတယ်။ပြီးရင်နံပါတ်2ခြေပွားကရွှေကိုညင်ညင်သာသာလိမ့်သွားတယ်။အစပိုင်းမှာတော့နင်းနေထူးဆန်းတယ်လို့ခံစားရနိုင်ပေမဲ့လိချင်းစားလာနဲ့အမြစီချက်ကြကြအာကောင်ပြီးတာယာညင်ညောင်းတဲ့လမ်းလျှောက်ပုံကိုရလာပါလိမ့်မယ်။ကဲအခုဆိုရင်ကျွန်တော်တို့ ဖွဲ့စည်းပုံရောစီချက်ရောတည်သွားပြီအခုဒီထက်ပိုပြီးပြည်စုံပေါင်းအသီးစိတ်အချက်လေးတွေကိုဆက်ကြည့်ရအောင်လက်ကိုဘလို့ထားလဲခနာကိုဘလို့လှုပ်ရှားလဲဒီလိုတေးတေးမောမောလေးတွေ ਆ ပဲယုံကြည်မှုရှိတဲ့ပုံရိပ်တစ်ခုကိုအပြည့်စက်ပုံဖော်ပေးတာပါအခုဒီမေးခွန်းကို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 တစ်ချက်လောက်ပြန်မေးကြည့်ပါလမ်းလျှောက်နေတဲ့အချိန်မှာကိုရဲ့လက်တီကမှန်ကန်တဲ့တည်င်းစကားကိုပေးဖို့နေရလားလက်တီကိုအိတ်ကထဲထဲထားတာဒါမှမဟုတ်လက်ပိုက်ထားတာမျိုးက ကြောက်ရွံ့မှုနဲ့မလုံခြုံမှုကိုပြရတယ်။ဒါပေမဲ့လက်တွေကိုပေါပေါပပထားပြီးတပါဝါအတိုင်းလေလွှဲနေတာကတော့ယုံကြည်မှုနဲ့ပွင့်လင်းမှုကိုပြရတယ်။ဒီလိုလှုပ်တာကကိုယ့်ကိုပို့ပြီးယုံကြည်မှုရှိတဲ့ပုံပေါ်လွင်စေပါတယ်။ချက်ခုမြအချက်ကတော့ပခုံးနည်းရဲ့တပါဝါကြတဲ့လွှဲရမှုပါပဲ။ခြေလန်းနဲ့စန့်ကျင်ဘက်အနေထားမှာတိမ်မွေးစွာလှုပ်ရှားခွင့်ပေးလိုက်ပါ။ဥပမာညာခြေရှိတော့တဲ့အခါဘယ်ဘက်ပခုံးကနည်းနည်းရှေ့ရောက်သွားတယ်လို့မျိုးပေါ့။ ဒါကတိတိတသားမဟုတ်ပေမဲ့သွက်လက်မှုနဲ့ပေါ်ပါတဲ့ခွန်အားရှိတဲ့ပုံစံကိုချက်ပေါင်းထည့်ပေးတဲ့လှူရှားမှုလေးတစ်ခုပါအဖွင့်နဲ့သွားတဲ့အခါရောကိုကဘယ်နေရာမှာနေရာယူတတ်ပါတည်းတတိမထားမိပဲမလုံခြုံတဲ့သူတွေကအနောက်ဒါမှမဟုတ်အစွန်ဖျားတွေမှာနေတတ်ကြတယ်ဒါပေမဲ့တဘာဝခေါင်းဆောင်တွေကတော့အလဲနေရာကိုပဲနေရာယူချပါတယ် အဲ့ဒီနေရာက တခြားသူတွေရဲ့အကြည့်ကိုရင်ဆုံးဆွဲဆောင်နေနေရာ ဖြစ်ပြီးစကားတစ်ခုမှမပြောဘဲနဲ့ကိုယ့်ရဲ့တရှိမှုနဲ့ဥဆောင်မှုကို ပြသနိုင်ပါတယ်။ကဲအားလုံးကိုပေါင်းဆက်ကြည့်လဲအောင် ကိုဟန်နေထားအကြည့်စီးချက်ပြီးတော့ခုနကပြောခဲ့တဲ့တိမ်မွေးတဲ့အသေးစိတ် အချက်တွေဒါတွေအားလုံးကိုကျွမ်းကျင်သွားပြီဆိုရင်ဘာဖြစ်လာမလဲ။ရလက်ကလမ်းလျှောက်ပုံအသက်တကူရလာလာတဲ့အများကြီးပိုးပါတယ်။တကယ်တမ်းမှဒါဟာကိုယ့်ရဲ့တရှိမှုတစ်ခုလုံးကိုလုံးဝပြောင်းလဲပစ်လိုက်တာနဲ့အတူတူပါပဲ။ ဒီအဆင်းတွေကိုတေချာလေးကျင့်ပြီးကိုယ့်ရဲ့အလေးအထားတစ်ခုလိုဖြစ်သွားအောင်လော်လိုက်ကြနဲ့ရုပ်ပိုင်းဆိုင်ရာတီးရှိမှုကလုံးဝဖြောင်းလဲသွားပါလိမ့်မယ်။အဲ့ဒီအခါကျရင်လူတွေကလမ်းလျှောက်ပုံဖြောင်းသွားတာကိုပဲမြင်ရမှာမဟုတ်ဘူး။ဩဇာအာဏာရှိပြီးဘယ်တော့မှမတုံ့လွန်နိုင်တဲ့ယုံကြည်မှုအပြည့်နဲ့လူတယောက်ကိုမြင်တွေ့သွားရမှာပါ။ကဲနောက်ဆုံးအနေနဲ့ဒီမိခွန်းလေးကိုစဉ်းစားဖို့ခြံထားခဲ့ခြင်းပါတယ်။စကားတစ်ခုမှမပြောရသေးခင်ပါပဲ။ကိုယ့်ရဲ့လျှောက်လမ်းမှုကကိုယ့်အကြောင်းကိုအရင်ဆုံးပြောပြနေနေမှာပြီ။ဆိုတော့ ဲ့ဒီရှောင်းလမ်းမှုကဘာလို့များပြောပြနေမလဲ။